စားဖို့နေတော့အဆင်မပြေတဲ့ခိစ္စကိုဘလို့မှအဆင်မပြေနိုင်လို့ဒီ30ရက်ရောင်းပေးရတာပြော30ဆိုတော့ရောင်းတာပါရောင်းတာတော့မဟုတ်ပါဘူးသူတော့ဝယ်လိုက်တာပေါ့နော်ခဏလေးအပြက်ရောင်းပြီးတော့မှမန္တလေးကဒီပတ်စံဟိုဟိုဘက်ကိုအကျိုးဆက်ရမှာပေါ့ဟုတ်အခုမရှိဘူးကျော်အဲ20ရက်လူပြတ်တဲ့ပဲချက်မှာအကဲဒီခလေးကိုအမလက်မခံလို့ဆိုရင်ညီမဘာချက်လုပ်မှာလဲဟိုယူမဲ့လူရှင်အဲ့လိုရောင်းမှုလိုက်စနေမှာပေါ့ ားမွေးမင်္ဂလာပါမိုးအချန်နယ်လေးရရင်ကြိုဆိုလိုက်ပါရဲမိုးတီနယ်တက်ဆက်ပေးချင်တဲ့ဗီဒီယိုလေးကတော့လူမှုကွန်ရက်ပေါ်မှာလူပြောများနေတဲ့ဒီမိဘတွေကခလေးတစ်ယောက်ကိုတိန်း20နဲ့ရောင်းစားနေလို့လူပြောများနေတဲ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီကိုပုတုလေးကနေပြီးတော့ဒီတိန်း20နဲ့ဝယ်လိုက်တယ်ပေါ့နော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်နောက်ထပ်မိဘတစ်ယောက်ဆိုလို့ရှိရင်လည်းဒီခလေးကိုမဖြစ်မနေရောင်းစားမှာဖြစ်မယ်ဆိုပြီးတော့လည်းပြောတာတယ်ပေါ့နော်တော်တော်လေးနဲ့စိတ်တူဖို့ကောင်းတယ်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခပါရှေ့ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ဖယားလာတာ ်ချွေပြည်သားဆန်းချောင်းလေးရချွေပြည်သားဆန်းချောင်းလေးရဟာဒါသာတိရဘယ်နားမှနေတာအဖြောက်တိုက်ကြီးအဖြောက်တိုက်ကြီးဆိုတာတို့ဟင်းသရဒီဘက်အော်ဟင်းလာဟုတ်ပါလားဟာလက်လောက်ကမ်းမရှိတော့ချွေပြည်သားမနာငင်းနဲ့ကီလိုလေးသားနဲ့ပါလာလိုက်ဆိုင်ကလေးကိုပေါင်းထားပြီးဆေးဆေးဝင်တယ်ဟုတ်ပါဘူးဟုတ်ပါလိမ့်ဟုတ်ပါပုတ္တုကူညီတောင်းတာဘာလိုအပ်လို့လဲဆိုင်ကလေးလေးတွေလိုချင်တယ်လိုင်းရကလည်းပြည့်ပြအောင်ရှိဘူးဟိုဒီနေ့ပြည့်တာဟုတ်ဟုတ်ဒီစားရတာလည်းဆီလီအဲ့ စီမံပြေလို့ဒီကလေးကိုလေ30ကျော်ပေးကြဖို့ဆရာမရဲ့ဟုတ်လားကျော်ရိုးကြီးမှာစားဖို့နေတော့အစီအမံပြေတဲ့ကိစ္စကိုဘလို့မှအစီအမံပြေနိုင်လို့အဲဒီ30ကျော်ကျော်ပေးရတာ30ရမှဒီကလေးကိုကျော်ပေးလိုက်မှာဘာဖြစ်လို့ဆိုတော့ကျော်ကလေးငယ်မလေးတော့ကိုအသက်ရှင်မှုတော့ကိုဒီကြီးမှယူပေးလိုက်တာငယ်မလေးတော့ကိုကအစီအမံလောက်ကောင်ငယ်မလေးနှလုံးခွဲစိတ်ကမှဆိုတော့သူ့တော့ကိုဦးစားပေးပြီးအကြီးမကြီးကောင်းသားဝအောင်လို့ပေးလိုက်တာသူများကသိညက်ဆယ်ကကျော်လည်းမပေးကြည့်မပေးရကြကြေရောက်ထားပြီးတော့ကြေရောက်ကလှုပ်ထွက်လို့လို့ဆိုတော့လုံးဝအစီအမံပြေလို့ ဒီ30ရက်ရလုံးဝပေးပေးပြီးအောင်ပေးမှာပါကျွန်တော်တို့ကငွေကြေးနဲ့လို့ရှိရင်စိတ်မွေးပေးမှာပါ30ရက်ရအဆင်ပြေသွားနိုင်လားဆိုတော့ဟိုပတ်စံမလို့ပေးရတော့မဟုတ်ဘူးကွနော်ဟိုကိုယ်မှအဲ့လိုအခက်အခဲဒုက္ခတွေရောက်နေလို့အဲ့လိုမျိုးပေးရတာဟိုအမှန်တကယ်တော့ကိုသားသမီးနဲ့ကိုပဲအတူနေကြတော့မခွဲချင်ဘူးအဲ့လိုမျိုးလုံးလုံးကြီးမှာဒီကလေးအကြီးမကြီးမွေးမဲ့လို့မရှိဘူးဆိုရင်တိညက်ဆယ်ရဲ့မွေးမဲ့လို့မရှိဘူးဆိုရင်နောက်ဆုံးဖြင့်မက်ခိုင်ညွေကျွန်တော်တို့ဒီကလေးမျိုးအပလုံးသွားပေးလိုက်မှာ ပေးပြီးတော့ကျွန်တော်တို့ဒီဘဝတိကနေပြီးတော့ညများညအလုပ်ပြန်လုပ်မယ်စီးပွားရေးရှာမယ်ဒီလိုပုံစံမျိုးပေါ့နော်အခုကပေါ့နော်ဖူတူဟာခလေးလေးကိုဘာလဲမွေးစားတာပေါ့နော်သိန်း20နဲ့ဝယ်တာမဟုတ်ပါဘူးဘာဖြစ်လို့ဆိုတော့ဒီပတ်စံဟိုကဒီခလေးလေးတယောက်ကိုနှလုံးဖက်ဆိုင်ဖို့ဖူတူဟာလုပ်ပေးရမှာပေါ့နော်ဒီခလေးလေးနှစ်ယောက်လုံးအသက်ပြန်ရှင်ဖို့ဟိုဘာလဲလူ့ဘဝမှာဟို ပျော်ပျော်စွစွကောင်းကောင်းမွန်မွန်နေနိုင်ဖို့ကုတူကကူညီပေးတာပါအပြင်လွဲမှာဖို့လို့ပေါ့နော်ကလေးပတ်သက်သိန်း30ပြည်မူပဲဝယ်တာဖြစ်မှာကြာလို့ကုတူကရှင်းပြပေးတာပေါ့နော်ဟိုဘာလဲအာဒီကလေးနှလုံးခွဲတဲ့ကူရယ်ပုတူတာဝန်ယူရမယ်ကလေးပျော်ပျော်သိန်း30ဆိုတော့ရောင်းတာပါတယ်ရောင်းတာတော့မဟုတ်ပါဘူးသူတော့ဝယ်လိုက်တာပေါ့နော်အစိတ်ကူကူအဲ့ဒါလည်းပုတူတာဝန်ယူပေးလိုက်မယ်ကျမကလည်းဒီနေ့ရှူတင်ရှိနေဆိုတော့ရှူတင်တဲ့ကိုပဲခေါ်ရတော့နှမလို့ရှိရင်လည်း အသိရတော့ကျမကိုလှမ်းပြောတယ်ဒါပေမဲ့ဟိုကြာနေမှာဆိုလို့လေအခုအဲ့ဆိုလို့ရှိရင်ဟိုညီမတို့ကဘယ်လိုဘယ်လိုပုံစံမျိုးကလေးကိုဘယ်လိုလုပ်နေလဲဆိုတော့နောက်အဲ့30 30ရောင်းလို့ရောင်းလိုက်ပြဟာ30ရရင်တဝက်ကိုရင်းနှီးစားမယ်တဝက်ကိုကျေးဆက်မယ်ဘာဟာအဲ့ဒီ30ကအမကမပေးဘဲနဲ့တခြားတခြားလူဆိုရင်ပေးမှာပဲဟုတ်အဲ့ကလေးကိုညီမတန်ရုပ်ရှိမရှိဘူးလားဟမ် ။တရားစီမရှိမှုရှိရဲ။အဲ့ဒီမှာကြွေးတရားလည်းရှိတော့အဲ့ဒီမှာကိုကလည်းရင်းနှီးထားဖို့မရှိလို့ကိုလိုမျိုးဖြစ်မှာဆိုလို့အားကြောင့်သူများကိုပြီးတာ။အော်။အကယ်၍ဒီကလေးကတခြားလူလက်ထက်ရောက်သွားလို့တခုဖြစ်သွားမှာဘယ်လိုလုပ်လဲညီမလေး။ဒီ30ရန်ပြီးရောလား။ဟာညီမတို့အကွယ်ရမှာဆိုတော့ဘယ်လိုဖြစ်မလဲဆိုတော့ညီမလည်းမသိဘူး။မသိဘူးညီမလည်းအဲ့လိုဆုံးဖြတ်လိုက်တာ။ဟော ကယ်ဒီခလေးကိုအမလက်မခံအောင်ဆိုရင်ညီမဘာစလုပ်မှာလဲငါအဲ့လိုမျိုးယူမဲ့လူရှင်အဲ့လိုမျိုးရောင်းမှုစတဲ့ဟိုအနေမှာပေါ့လိုက်စနေမှာပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီခလေးကိုအမဒီခလေးကိုအမခေါ်ထားရင်ညီမကိုတိတ်နေ15တိတ်30ပေးရမှာပေါ့ဘယ်လောက်ပေးရမှာဟုတ်20မှာဘယ်လောက်ပေးရမှာ20လူရမှာ20လူရဟုတ် အဲ့ဆိုအမအဲ့သိန်း30ထုတ်ပေးရမှာဟုတ်ဒီခလေးကိုအမသိန်း30နဲ့ဝယ်ရမှာဟုတ်အမမွယ်လဲညီမတခြားသူရောက်มาပဲဟုတ်အခလေးဘွားရှိရင်ညီမမစင်းစားဘူးလားညီမညီမအဖေရောအမေရောအရင်ခြာရေးဖြစ်နေပြီတော့ဆရာဖြစ်ရှင်းရမယ့်နည်းလမ်းမရှိတော့ဘူးလားဟုတ်မရှိတော့လို့မဆရာဖြစ်ရှင်းရမယ့်နည်းလမ်းမရှိတော့ဘူးဆိုတော့ညီမဒီခလေးပြတ်နိုင်မှာပေါ့ဟုတ်ပြတ်နိုင်ပြတ်နိုင်မယ်ဟုတ် ပြောလေအဲ့ဆိုလဲကလေးရကြားလေးရနေပြန်ဒီမှာအကဲအမမမမြူပေးလို့ဆိုလို့ရှိရင်ဒီကလေးလေးရဘယ်လိုလုပ်မှာရှင်မဲ့သူအဲ့ရောင်းလိုက်ရမှာပေါ့ဟုတ်ကဲ့ကလေးမပေးပဲနဲ့အခြားဖြင့်ဖြင်းရှင်းလို့ရမယ်နီလန်ပါရှင်တို့မတို့ပတ်စံချီးပေးရတယ်ပါလေလုတ်ပေးမယ်ဆိုတော့မတို့အပေါင်းတွေပါချပြီးတော့အမတို့ပြန်ဆက်ဆိုလို့ရှိရင်မတို့ဆက်နိုင်လားအဲ့လိုအဆင်မပြေဘူးအဲ့ဒါကိုပြန်နေလိုက်မယ်တော့မဟုတ်နော်ပြန်ပေးပါမမအဲ့ဒါလေးမပေးပါဘူးဒီလိုမကပတ်စံထုတ်ချပြန်မယ် ထုတ်ရှင်ပြီးတော့ပြန်ဆက်ပေါ့နော်အလုပ်လုပ်ပြန်ဆက်အဲ့လိုလေးဆိုရင်ပေါ့အခုညီမအခုအမတို့ဟာဒီကလေးကိုမပေးမဲ့နဲ့အမောင်လေးနဲ့ညီမလေးနဲ့မွေးထားပြီးတခြားဖြစ်ရှင်းရမယ့်နေလမ်းမရှိဘူးလားဟုတ်မရှိဘူးကျော်အဲ့20ရက်လူပြတ်ထဲပဲချက်မှာ20ရက်လူတက်ထဲကိုပဲထဲမှာဟုတ်ဟောလီအဲ့ဆိုတော့လေအမဟိုကလေးညနာနေပေါ့နော်ကလေးအမကတော့ဟိုမင်းင်းဖိုင်တော့ပြောတတ်ဘူးအမကတော့ကြည့်ထားရင်စိတ်မချမ်းသာဘူး စိတ်လည်းမချမ်းသာဘူးစိတ်လည်းမကောင်းဖြစ်တယ်ဟုတ်ဒီမှာလေးရှင်နေတော့ဘယ်လိုခံစားရလဲမသိဘူးဒီမှာအမိပါအေးပေါ့ကြားလေညီမလေးတို့မှလုပ်ပေးလိုက်မယ်နော်ဒီကလေးရှိရေးအတွက်ချစ်ချင်းလေးလေးထည့်ပြလိုက်နော်ပြီးတော့အထောက်ထားလေးပြလိုက်ကြီးကြီးဘာလို့ပလိုက်တာသဘာဝကထိတ်ကိုက်လာပါဟုတ်တယ်ဟုတ်တယ်ဘွာလာကြလဲယူရတာဘာတိလာဒီပြောနေနေအမတချို့ကအဲ့ဒါလေးဖြစ်နေနေ sorry ပါ အခုဟာမောင်လေးရဲ့အခုအမမောင်မောင်လေးတို့အခုဖြစ်နေတဲ့အခက်အခဲကိုဖြေရှင်းပေးမယ်ဖြေရှင်းပေးမယ်ဆိုတာဒါပေမဲ့ဒီကလေးကိုတော့အမမပေးနဲ့မောင်လေးတို့ခေါ်ပြီးတော့မောင်လေးတို့ကို့မိဘအရင်နဲ့ပဲဆောင်းရှောက်အဲ့ဒါမောင်လေးတို့ကမဖြစ်နိုင်ဘူးပေါ့ဘာဖြစ်လို့လဲကျတော့ရှာနီလန်းအလုပ်လည်းမရှိတော့ဘူးအလုပ်လည်းမရှိအလုပ်လည်းမရှိတော့ဒီလိုလုံးမှာပဲရတော့မှာဒီလိုအဲ့ဒီလိုပဲဆက်ပြီးဒီလိုပဲဒီကလေးထည့်ခဲ့လိုက်တော့မှာအဲ့လိုပဲဆုံးရတာအော်ဒီပတ်စံအမပေးလဲမောင်လေးတို့ကပြန်ပြီးတော့ဆက်နိုင်တဲ့အရာမရှိဘူးဟုတ်ပါဘူး မရှိဆိုဒီခလေးကိုအပြက်ရောင်းပြီးတော့မှမောင်လေးကဒီပတ်ဆံဟိုဟိုဘက်ကိုအကျိုးဆက်ရမှာပေါ့ဟုတ်အခုမမောင်လေးတို့ကိုဒီဟာအခုပတ်ဆံထုတ်ပေးလိုက်တယ်ဆိုတော့မောင်လေးကနောက်ထပ်ခလေးနေအခုအသက်ကငယ်လေးရှိရတယ်နောက်ထပ်ခလေးထပ်မွေးလာပြီခလေးမထပ်လောက်လာရင်ဘယ်လိုလုပ်မလဲမလုပ်တော့အဲ့ဒါဆိုလို့ရှိရင်မိုက်ယူကဟိုရဆွဆွဆွပြကျွန်တော်ကလည်းအဲ့လိုမျိုးပေါ့ရှိဘူးအခုကမှလည်းစေးထိုးတာဟုတ်အမကမနေ့ကဘယ်လိုပြောမလဲသူတို့စီက အမနာကမှရှူတင်နာနေတဲ့အချိန်မှာတင်းကြတဲ့ခါကျအမတော်တော်လေးနဲ့အံ့ဩတယ်သူ့ကိုလည်းအတင်းကိုလည်းပြောတယ်ဟဲ့အမေရင်ဖင်ရှိတယ်သူတို့ဓာတ်ပုံလေးပြတဲ့ခါကျတော့ငငယ်ရွယ်ပဲရှိတဲ့ခါကျတော့အမဟိုဖြောင်းချခိုင်းလိုက်တယ်လေဘာလို့လဲဆိုတော့မိဘနဲ့နေတာအကောင်းဆုံးပဲလေအဲ့တော့ပြီးတော့ခလေးဓာတ်ပုံကလည်းကြည့်လိုက်တဲ့အချိန်မှာခလေးကချစ်စရာတယ်အဲ့တော့အမဖြောင်းဖြားကြည့်ပေါ့နော်ဘာလို့လဲဆိုတော့အမတို့ဒီမှာအမကတော့မိဘမဲ့ကလေးတယောက်ကိုမဖြစ်စေချင်ဘူး။ကလေးတယောက်ယူလိုက်တာလွယ်လွယ်လေးပဲ။ဒါပေမဲ့လို့ ကလေးကြောက်ကလည်းမဖြစ်စေချင်ဘူးသူ့ကိုမိခွန်းနေလည်းအများကြီးမိခန့်လိုက်တယ်ဒါပေမဲ့သူတို့ကမညာအောင်စူးကြည့်ပေးမယ်ဆိုတော့စိတ်ထဲမှာဒေါသလည်းဖြစ်တယ်ဟိုခံလိုက်ခံစားရတယ်ကလေးအစားလေခံလိုက်ခံစားရတယ်ဟိုဘယ်ပြောရမလဲအမှန်တကယ်ဆိုလို့ရှိရင်တော့ဒီညမအနေနဲ့တော့မပြောတတ်ဘူးအမအနေနဲ့အခုကောင်နှုတ်တိုက်ပြီးတော့ပေးခဲ့ရမှာတော့ခံစားနိုင်အောင်ခွဲနိုင်အောင်အဲကြောင့်ဘာကြောင့်ဘလို့ဘာဘလို့ဘာပတ်စံပေးပေးနေတော့ဒီအခု30ပေးလိုက်တော့ဒီကလေးနဲ့30နဲ့ဘာဆိုင်လို့လဲလို့ ဒီအကျွေးတွေကဒီကလေးယူထားတာမှမဟုတ်တာအဲ့လိုမျိုးတွေလိုက်ပေးရအောင်လေဟိုအခုကသူတို့ကကိုကိုမဟုတ်လဲတခြားလူတွေလိုက်ပေးနေတဲ့အခါကျတော့ဒီကလေးကိုပေးနိုင်ဒီဒီအကျွေးကြေးဝါလာအဲ့ဘာသူကဒီကနေပတ်စံရတဲ့ဟာနဲ့ဟိုမှာဆက်မယ်ဆိုတော့ဟုတ်ကဲ့ပါမျိုးတို့ရေမွဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီမိပတွေကမိပစိတ်ကောရှိရလားတော့မသိဘူးနော်ဒီကလေးတွေကိုရောင်းစားရမှာသူတို့ရဲ့စီးပွားရေးတွေအဆင်ပြေမယ်လို့တော့အဲသူတို့ကိုသူတို့တော့ထင်နေကြတယ်ပေါ့နော် ော်တော်လေးတဲ့စိတ်တူဖို့ကောင်းတဲ့ကြည့်တဲ့အမျိုးတွေရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်ရင်စချက်ကလေးတွေလည်းဗီဒီယိုလေးအောင်မှာ comment လေးတွေရိုက်ကပ်ပြီးလို့ရပါရဲ့ရှင်နောက်ထပ်လည်းမဆက်လေးတက်တဲ့နေ့ဟာတာဗီဒီယိုရိဖို့တူတာရက်စားဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်တက်ဆက်ပေးတတ်မှာမို့ web channel လေးကို like subscribe နဲ့တောက်ဖို့တောင်းဆိုပါရဲ့ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား